ရိသမြအားလုံးမင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံမှာကျင်းပအောင်ရှိနေတဲ့စီဂိမ်းပြိုင်ပွဲမှာမြန်မာလက်ရည်စင်မျိုးသမီးဘောလုံးတင်းနဲ့တအုပ်စုရဲ့ကြောက်နေတဲ့ဖိလစ်ပိုင်လက်ရည်စင်မျိုးသမီးတင်းဟာဒီနေ့မှာခြေစမ်းပွဲရှင်မြန်ကစားခဲ့ပါတယ်ဖိလစ်ပိုင်လက်ရည်စင်မျိုးသမီးဘောလုံးတင်းကတော့အာရှထိပ်သီးအသင်းတွေမှာတသိန်းပေါင်ဖြစ်တဲ့ဥဇဘက်ကစ္စတန်မျိုးသမီးဘောလုံးတင်းနဲ့ခြေစမ်းပွဲရှင်မြန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဖိလစ်ပိုင်လက်ရည်စင်မျိုးသမီးတင်းနဲ့ဥဇဘက်ကစ္စတန်မျိုးသမီးဘောလုံးတင်းတို့ဟာတစ်ဖက်ကိုနှကိုးစီတေချသွားခဲ့ပါတယ်ဖိလစ်ပိုင်လက်ရည်စင်မျိုးသမီးဘောလုံးတင်းကိုလက်ရှိချိန်မှာအော်စတြေးလျနီးပြား မတ်တိုကာဆိုကတာဝန်ယူထားပါတယ်ခင်ဗျဖိလစ်ပိုင်မျိုးသမီးတင်ဟာပြပနော်ခွားကစားသမားတွေကိုထပ်ပြီးခုအဖေထားတာကိုဒီပွဲမှာမြင်တွေ့ခဲ့ရပါတယ်ရှေ့မှာအမျိုးသမီးအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကစားတော့ကလည်းမြန်မာနဲ့ဖိလစ်ပိုင်တုံးစုရဲ့ကြာခဲ့တယ်အဲ့ဒီပွဲတော့ကလည်းဖိလစ်ပိုင်လက်ရွေးစင်မျိုးသမီးဘောလုံးအသင်းမှာပြပနော်ခွားကစားသမားတွေတော်တော်များများပါဝင်တာကိုပရိသတ်တွေမြင်တွေ့ခဲ့ကြပါတယ်ခင်ဗျဟုတ်ကဲ့အာရှဘလပြိုင်ပွဲအတွက်ဥစ်ဘက်ကစ္စတန်နဲ့ဖိလစ်ပိုင်ကရှေ့စပွဲအောင်မြင်ထားတယ် ဖိလစ်ပိုင်လေးစီမျိုးစင်းဘောလုံးသင်းဟာအာရှဘလားပြိုင်ပွဲအတွက်အုပ်စုမဲခွဲတာမှာတော့အင်ရှင်ဩစတြေးလျတောင်ကိုရီးယားအီရန်ဒီသင်းတွေတောက်စုတွေကြောက်နေပါတယ်ခင်ဗျာဥဇဘက်ကစ္စတန်မျိုးစင်းဘောလုံးသင်းကတော့အာရှဘလားပြိုင်ပွဲမှာမြောက်ကိုရီးယားတရုတ်ဘင်္ဂလားဒေ့ရှ်တို့နဲ့တောက်စုတွေကြောက်နေပါတယ်စီကိန်းပြိုင်ပွဲမှာတော့ဖိလစ်ပိုင်လေးစီမျိုးစင်းဘောလုံးသင်းကမြန်မာဗီယက်နမ်နဲ့မလေးရှားတို့ပါဝင်တဲ့အုပ်စုမှာရှင်မြန်ကစားမှာဖြစ်ပါတယ်ခင်ဗျာမြန်မာလေးပြည်စီမျိုးစင်းဘောလုံးသင်းကစီကိန်းပြိုင်ပွဲမှာအုပ်စုပွဲစဉ်တွေကိုဒီဇင်ဘာလ9ရက် ဒီဇင်ဘာလ10ရက်နေ့ဒီဇင်ဘာလ17ရက်နေ့ဒီမှာရှင်မြန်ကစားကိုရှိနေပါတယ်မြန်မာလေးစီမျိုးစုဘောလုံးသင်းဟာအုပ်စုဝင်ပွဲစဉ်ကိုဖိလစ်ပိုင်အုပ်စုဒုတိယပွဲစဉ်ကိုမလေးရှားအုပ်စုနောက်ဆုံးပွဲစဉ်ကိုဗီယက်နမ်နဲ့ကစားမှာဖြစ်ပါတယ်ခင်ဗျာမြန်မာလေးစီမျိုးစုဘောလုံးသင်းတို့ဒီအုပ်စုမှာအဓိကပြိုင်မဲ့ဖြစ်နေတာကတော့ဖိလစ်ပိုင်မှာဖြစ်ပါတယ်ဖိလစ်ပိုင်ကိုမြန်မာလေးစီမျိုးစုအသင်းနေနဲ့အုပ်စုအဖွင့်ပွဲမှာအနိုင်ကစားနိုင်မှာပဲဒါစွေးပိုင်နဲ့တက်ရောက်ဖို့ကိုညှော်လင့်နိုင်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ စီဂိမ်းပြိုင်ပွဲရဲ့အမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်တွေကိုတော့ထိုင်းနိုင်ငံရှောင်ဘူရီမြို့မှာကျင်းပသွားဖို့ရှိနေပါတယ်ဟုတ်ကဲ့ညမလရွေးစဉ်အမျိုးသမီးဘောလုံးအသင်းနဲ့တောဆူရဲ့ကြာနေတဲ့ဖိလစ်ပိုင်ကတော့ပြင်ဆင်မှုအကောင်းမနေပါတယ်ဒီနေ့မှာဖိလစ်ပိုင်ဟာဥဇ်ဘက်ကစ္စတန်နဲ့နှစ်ကိုးစီတေကစားသွားခဲ့ဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ